ဟုတ်ကဲ့အားလုံးတာလီစပါအခုကျွန်တော်တို့ရောက်ရှိနေတာကတော့စစ်ကောင်စီရဲ့မကြာခဏဘုံကျဲတိုက်ခိုက်မှုကိုခံနေရတဲ့ဒါကြောက်တော်မျိုးမှာရောက်ရှိနေတာဖြစ်ပါတယ်အခုကျွန်တော်ဘေးဘက်ဝမ်းကျင်မှာမြင်နေရတာကတော့မေလ14ရက်နေ့နဲ့15ရက်နေ့မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူတွေအစုအပြုံလိုက်တေဆုံးခဲ့ရတဲ့နေရာနဲ့ဒါအဆောက်အုံတချို့ဖြစ်ပါတယ် ဒီနေရာဟာအရက်သားတွေနေထိုင်တဲ့အဆောက်အဦတွင်ဖြစ်သလိုစစ်ကောင်စီကတိုက်ခိုက်မှုကြောင့်အရက်သား၈ဦးသေဆုံးခဲ့ရပြီး14ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။ဆိုတော့အရက်သားတွေနေထိုင်တဲ့ဒီနေရာကိုစစ်ကောင်စီကဘာကြောင့်ရည်ရွယ်တိုက်ခိုက်ခဲ့တာပါလဲ။ဒီနေရာမှာဘာတွေဆုံးရှုံးနေတာမှုတွေရှိခဲ့တယ်လဲအဆောက်အဦတွင်ဘလောက်ပျက်စီးသွားတယ်လဲဒီထိခိုက်သေဆုံးခဲ့ရတဲ့လူတွေရဲ့အခြေအနေကရောလက်ရှိဘယ်လိုရှိနေလဲဆိုတာတော့ရေပြင်ကွင်းစင်ဖို့ရက်ကူးသွားမှာမို့လို့ DMG ပြည်သက်တဲ့အနေနဲ့ဆက်လက်ကြည့်ရှုပေးဖို့ဖိုက်ခေါ်ချင်ပါတယ်။ စစ်ကောင်စီဟာကြောက်တော်မျိုးဒီရာမရက်ွက်ကိုနရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးပေါင်900ဘုံ3လုံးအထိကျေရှာခဲ့တာလို့ဒန်ရသူတွင်ကအခုလိုပြောပါတယ်ရော့ရှိမှာလေလာရှာရီသာဒီနမကြမလို့ဒီကျွန်တော်တော့ခေါ်ပြီးရေကျွန်တော်ကတော့ပစောမခနေတယ်မှာဒီကတော့မကြသေးဘူးကျွန်တော်ကသူ့ခေါ်ပိုက်တယ်မလားသူတို့သူ့ခေါ်ပိုက်ဆိုမှာနှာခေါင်းငါခါကျွန်တော်မကြမလားကျွန်တော်ညောင်းကြမလားဘုံ ။ဟောပါကျွန်တော်ဘတ်စားနောက်မှဘုံတော့မရှိသေးဘူး။ဒီဘုံကျဲတက်ခတ်ခံရမှုကြောင့်နေအိမ်30ထက်မနည်းဟာဘုံစားအထိမှန်ပြီးအကုန်လုံးပျက်စီးခဲ့ရပါတယ်။တရားရသူတွေကတော့ဤဆက်ရဆေးရုံတွေမှာစိတ်ကိုတမှုခံယူနေကြပါတယ်။လက်ရှိမှာတော့ကြောက်တော်မျိုးကံအမြောက်အများဟာလေချောင်းအန္တရာယ်ကိုစိုးရင်လို့မြို့ပေါ်ကထွက်ပြေးတိမ်းရှောင်နေကြသလိုတချို့ကလည်းထပ်မံလာရောက်ပြီးတော့ဘုံကျဲတက်ခတ်မှာကိုစိုးရင်ထိုက်လိုက်မှုတွေရှိနေကြပါတယ်။ ကျွန်တော်တို့ကောက်ခံစားနေရတယ်ဒါပေမဲ့ဒီလိုမျိုးလည်းခံစားလို့ကျွန်တော်တို့တရားဝင်မှုတစ်ခါမှတစ်ခါမှတော့ပြည်နေကြတယ်အခုကဒီကြီးနေတာပုံနေနေပါတယ်ဒီပုံမှန်ထက်ကုန်မှာနေနေရဲစီချောင်းနေရတယ်အခါကြီးတော့မျိုးမျိုးစမှာပါတယ်ကိုချိန်မှာတော့ကြောက်တော်မျိုးပေါ်မှာလူသားလူလာနေပါနေပြီးဈေးဆိုင်တွေဟာလည်းပိတ်ထားတာကိုတွေ့ခဲ့ရပါတယ်။ဒါအပြင်မြို့ထဲမှာရှိနေတဲ့ဆက်ဘဲဆောင်တွေဟာလည်းအခြားနေရာတွင်ကိုထပ်မံတန်းရှောင်မှုတွေရှိနေကြပါတယ်။ ကျောက်တော်မြို့နယ်တစ်ခုလုံးကို အာရခတက်တော်အေအေက2024ခုနှစ်ဖေဖော်ဝါရီလကသိမ့်ပိုက်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီဟာကျောက်တော်ဒေသကိုလေကြောင်းဘုံကျဲတိုက်ခိုက်မှု14ကျင်းထက်မနည်းရှိခဲ့ပါတယ်။ဒါကြောင့်မြို့နယ်တစ်ခုလုံးအနေနဲ့36ဦးထက်မနည်းသေဆုံးခဲ့ရပြီး120ကျော်ဒဏ်ရာရခဲ့တယ်လို့ DMG ရဲ့မှတ်တမ်းတွင်အရာသိရပါတယ်။ စစ်ကောင်စီရဲ့ဘုံကျဲမှုကြောင့်ရခိုင်မှာကလေးသူငယ်အပါအဝင်အရသားတွေအစုအပြုံလိုက်သေဆုံးဒဏ်ရာရရှိမှုတွေဇက်တိုက်ရှိလာသလိုနိုင်ငံတော်ဝန်မှလည်းဘုံကျဲခံရမှုကြောင့်အရသားထိခိုက်သေဆုံးမှုတွေနေ့စဉ်ဆိုသလိုမြင့်တက်နေတာပါဒီလောက်ရက်တွေဟာလူသားမျိုးနွယ်စုအပေါ်ဆက်ရဆွေးမှုကျူးလွန်တာဖြစ်ပြီးလူအခွင့်အရေးရှုပ်ပေါက်မှုဖြစ်တယ်လို့ပြည်သူတွေကဝေဖန်ပြောဆိုကြပါတယ် စကမင်းအောင်လည်းဥဆောင်တဲ့စစ်တပ်ဟာဘာကျင်းဝတ်မှမရှိဘူးဗျာဘာလူခွင်းရင်မှအယူစိတ်တဲ့အဖေစစ်တီးယံမဟုတ်ဘူးသူတို့ကသူတို့ဘွားလုံးကျင်းသုံးလာတာကတကယ်အကြမ်းဖက်သမားတွေအာသူတို့မထင်ရင်မထင်သလိုတက်ဖြတ်တဲ့အုပ်စုတွေပေါ့ပြည်သူပေါ်မှာလက်တမ်းမဲ့ဒီသူနဲ့သဘောထားမတိုက်ဆိုင်တဲ့လူတွေမှာလည်းတက်တဲ့ဖြတ်တဲ့ဆိုတော့တကယ်ဟိုဟာအဖေအကြမ်းဖက်အဖေစစ်တီးယံဖြစ်တယ် အခုလောပြည်သူတွေဘုံကျဲခံရတဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးစစ်ကောင်စီဟာလူသားမျိုးနွယ်အပေါ်မှာပြစ်မှုကျူးလွန်နေတာဖြစ်တဲ့အတွက်ပြင်းထန်စွာဆောက်ချပြီးတော့ဒီဖြစ်စဉ်တွေကိုနိုင်ငံတကာအဖွဲ့အစည်းထံကိုပေးပို့သွားမယ်လို့အာရခတက်တော် AA ကပြောဆိုထားပါတယ်